ကဟောကြားထားတဲ့စီးပွားရေးလုံနည်းတွေပြည်ကပ်မှာရှိပါတယ်။နော်။နံပါတ်1အာရခတမ္မတာနံပါတ်2ဥဋ္ဌာဏတမ္မတာနံပါတ်3ကလျာဏမိတ်တာနံပါတ်4တမသီဝိတာပေါ့။နော်။နံပါတ်1ဥဋ္ဌာဏတမ္မတာ လုံလဝရိယရှိရမယ်ပေါ့။ကိုလုံငန်းနဲ့ပတ်သက်ပြီးလုံလဝရိယရှိရမယ်။အဲ့ဒီဥဋ္ဌာဏတမ္မတာထဲမှာထပ်ပါတယ်နောက်ထပ်အချက်၃ချက်ပေါ့။တက္ခလုံငန်းကျွမ်းကျင်ရမယ်။ အနန္တတာအပြင်းကြီးရဘူးဥပါယဝိမန္တသူကနီလန်းနေကိုတိရမယ်ပေါ့ဒါကတော့လုံလဝရိယရှိတဲ့ထဲမှာပါတဲ့အချက်၃ချက်ဖြစ်ပါတယ်ပြီးရင်နံပါတ်၂ကကျအာဝခတံပဒါကိုရှာထားတဲ့ဒီဘက်ကိုလုံကြုံအောင်စောင့်ရှောက်ထင်းတက်ရမယ်နော်နောက်တော့ကျတော့ကလျာဏမိတ်တတာပေါ့ကောင်းမွန်တဲ့မိတ်ဆွေရှိရမယ်ပေါ့ဒီဘက်မှာမိတ်ဆွေကရေးကြည့်တော့မယ် အဲ့ဒီမိတ်ဆွေကောင်းရဖို့ဆိုတာရယ်ကိုကိုရံကယုံကြည်မှုရှိဖို့တူပါပါကိုကိုလည်းသူများကယုံကြည်မှုရှိဖို့လိုအပ်ပါဒါမှဟိုငွေလက်လာရမှာပေါ့နော်နံပါတ်၄ကတမစီဦးတာဝင်ငွေထုတ်ငွေမျှရမယ်ပေါ့ဒီလားဝင်ငွေထုတ်ငွေဆက်တမှုရှိရမယ်ဒီကောင်ကိုရောင်းလို့ရှိရင်ဒီလောက်မြတ်မယ်ဒီကောင်ဝယ်လို့ရှိရင်ဒီလောက်မြတ်မယ်အဲ့ဒါလို့လည်းပြတ်တက်ရတယ်ကဲ့ ီးတော့ကိုယ့်ရဲ့ဝင်ငွေကိုလေးပုံပုံပါတဲ့နှစ်ပုံကိုရင်းနှီးမြှုပ်နှံပါတပုံကို သားပါတောက်ပါကိုသားသမီးအရေးတွေကိုသုံးပါလူပါတန်းပါပေါ့တပုံကိုရတော့ကိုအရေးပေါ့အခြေအနေအတွက်သုံးပါဆိုပြီးတော့သဟောထားပါသေးတယ်ပြီးတော့ဗုဒ္ဓဘာသာဝင်တွေမလုပ်ရမယ့်စီးပွားရေးပေါ့ဒီကုံကူးဒီချင်းလက်နက်ရောင်းချင်းနော်တရိတ်ဆောင်ကိုတက်ပြီးရောင်းချင်းမူးတည်တဲ့ရာကိုရောင်းချင်း ါတွေကလည်းရှောင်啊ရှောင်ဖို့လိုပါတယ်ဒါကဗုဒ္ဓဟောကြားထားတဲ့ပြီးပိုင်းလုံကြီးတွေဖြစ်ပါတယ်တာနဲ့မာနာကိုတဲ့ရှင်းပြပေးပါဘယ်လိုกว่าလဲပေါ့အတ္တဆိုတော့ကကြတော့ဥဒ္ဒနရဲ့ခန္ဓာကိုယ်ထဲမှာအတ္တကောင်ဝိညာဉ်ကောင်လေးပြကောင် ရှိတယ်လို့ယုံတာကိုအတ္တလို့ခေါ်ပါတယ်အဲ့ဒီအတ္တကနှစ်မျိုးရှိတယ်ပရမအတ္တနဲ့ဒီဝအတ္တပရမအတ္တဆိုတာကြတော့အခုဖန်သင်းရှင်ကိုပြောတာ အဲ့ဒါကိုပရမအတ္တခေါ်ပါတယ်နောက်တစ်ခါဒီဝအတ္တမှာကြတော့ဒီဝအတ္တဆိုတာအတ္တကောင်လေးကြကောင်ပြတာပေါ့အဲ့ဒီဒီဝအတ္တမှာကြတော့နောက်ထပ်ထက်ကွဲသေးတယ်ကာရကအတ္တဝိရကအတ္တတာမိအတ္တနိဝါတိအတ္တတယံဝါတိအတ္တဆိုပြီးတော့ငါးမျိုးထက်ကွဲတယ်နော်ဒါကအတ္တအကြောင်းပေါ့လေဥဒိနဘုရားဘာသာကအဲ့ဒီအတ္တဝါဒကိုလက်မခံပါဘူးနောက်ကမာနာဆိုတော့ကကြတော့ထောင်လွားတက်ကြွတာကိုမာနာခေါ်တယ် အဲ့ဒီမာနမှာထားတဲ့မာနနဲ့မထားတဲ့မာနရှိပါသေးတယ်။ရိုးရိုးမာနနဲ့အတိမာနပေါ့။ရိုးရိုးမာနဆိုတာထားတဲ့မာနဆိုတာကကျတော့သူတော်ဖြစ်အောင်လုံနိုင်သေးတာပဲငါလည်းဘာကြောင့်မဖြစ်ရမှာလဲ။အဲ့ဒီမာနကိုထားတဲ့မာနတနည်းအားဖြင့်ရိုးရိုးမာနလို့ခေါ်ပါတယ်။သူကမထားတဲ့မာနအတိမာနဆိုတာဘာကိုပြောတာလဲဆိုရှင်သူကငါလောက်အသိမရှိဘူး။သူကငါလောက်မချမ်းသာဘူး။သူအမျိုးကငါအမျိုးတော့ မမြတ်ဘူးအစရှိတဲ့ပြင်အဲ့ဒီအတိမန္နာကိုမထားသင့်ပါဘူးနော်ဦးဇင်းတို့ဖះလောင်းသူလို့ရှိရင်ဒီပင်္ဂလာခြေတော်ကြီးမှာငါလိုသွားရတတိမြေနဲ့ပြည့်တဲ့ပုဂ္ဂိုလ်ကဘာကြောင့်တယောက်သေးကိုလွတ်ကြုံမှာလဲတဲ့အဲ့ဒါထားသင့်တဲ့မန္နာဖြစ်ပါနော်အဲ့ဒါကိုထားသင့်တဲ့မန္နာခေါ်ပါနရကမာနကုမျိုးရှိတယ်မန်ကုမျိုးပေါ့လေအဲ့ဒါကိုပုဂ္ဂိုလ်အပြင်တောင်းရောက်ရှိတယ်တရားပုဂ္ဂိုလ် တတိတပုဂ္ဂိုလ်ရဲ့ဟိနာပုဂ္ဂိုလ်ရဲ့ဒါ၃ယောက်နော်အဲ့ဒီ၃ယောက်မှာရှိတဲ့တရားပုဂ္ဂိုလ်မှာရှိတဲ့တရားမှန်ဟိနာမှန်တတိတမှန်ပေါ့အ၃ခုအဲ့တတိတပုဂ္ဂိုလ်မှာရှိတဲ့တရားမှန်တတိတမှန်ဟိနာမှန်ဆိုပြီးတော့၃ခုရှိတယ်၆ခုရပါပြီနောက်တော့ဟိနာပုဂ္ဂိုလ်မှာရှိတဲ့တရားမှန်ဟိနာမှန်တတိတမှန်ဆိုပြီးတော့မှန်၃မျိုးပေါင်းရင်၉မျိုးပေါ့အခုဒီနဗုဒ္ဓစာပေမှာလာတဲ့မာန်ကူမျိုးကိုမျှောက်ရပြီးတော့ဖြစ်ပါတယ်။ဒါလို့ဆိုလို့ချင်းအတ္တအကြောင်းနဲ့မာနအကြောင်းကို တည်တော့ပြီးထင်ပါတယ်။ငလင်လှုပ်ခြင်းရဲ့အဓိကအကြောင်းကိုဦးတင်မျှော်ပြပေးခြင်းပါတယ်။မြေဆက်ပြားကငလင်လှုပ်တာဘာကြောင့်လဲဆိုလို့ရှိရင်အကြောင်းရှိမှုကြောင့်လှုပ်တယ်လို့ဟောပါတယ်။သို့တော့မြေဆက်ပြားကိုယ်တိုင်ဟောတဲ့အဓမ္မိကတုပ်ကိုထပ်ပြီးလေ့လာမယ်ဆိုလို့ရှိရင်အဲ့ဒီအကြောင်းရှိမှုကအဓိကအကြောင်းမဟုတ်ဘူး။အဓိကအကြောင်းကဘာလဲဆိုရင်အဲ့ဒီအဓမ္မိကတုပ်မှာဟောတဲ့အရာပဲ။အဲ့ဒီအာဓမ္မိကတုပ်ကဘာဟောတယ်လဲဆိုလို့ရှိရင် လူသားတွေတိတ်တိတ်မကောင်းလို့အာဟုတုတွေများလို့ပီလာတွေမရှိတော့လို့နတ်တွေသိသိုးတယ်အဲ့ဒီနတ်တွေသိသိုးသည့်အတွက်ကြောင့်တဘာဝဘေးအန်တဘာဝဘေးအန်တွေတွေဖြစ်ပေါ်လို့ဆိုမြတ်စွာဘုရားကခေါ်တယ်အဲ့ဒါကိုကြည့်မဲ့ဆိုလို့ရှိရင်အခုငလေလို့ရှိရင်အကြောင်းရင်းကတဘာဝဘေးအန်တွေကြောင့်ရချင်းအဓိကအကြောင်းရင်းကဥသိနေလူသားတွေကိုယ်တိုင်ပါပဲဟုတ်တယ်အခုကကလိယုတ်သုတ်ကခက်အဲ့ဒီခက်ကလူလေးယောက်မှာဟာ တော့ရောက်မကောင်းတဲ့ခက်ခြေလေးချောင်းရှိတဲ့ခရင်မှာခြေ၃ချောင်းကျိုးတဲ့ခက်ဒါအခုကလေးဥခက်ပဲပြီးတော့တဘာဝဘေးအနေနဲ့ကတ်ဆိုတာကကြတော့လူသားတွေရဲ့အာကုသူရဲ့သူ့ပြုံပြီးအကျိုးပေးတာဖြစ်တယ်နော်လူသားတွေရဲ့အာကုသူသူ့ပြုံပြီးအကျိုးပေးတာဖြစ်တယ်ဒီခက်ကဒါကြောင့်ကုသိုလ်ကောင်းမှုမများလို့ပါဖျားပြားလို့ပါနော်တပ်ပိတတအဟာရသီတိကာတဲ့ အလုံးစုံသောတတော်တွေကအာဟာရကိုပဲမိတည်တယ်အဲ့ဒီအာဟာရက၄မျိုးရှိတယ်နာအာဟာရ၃မျိုးရုပ်အာဟာရ၃မျိုးရုပ်အာဟာရ၃မျိုးဦးဇင်းတော်ကရုပ်ကိုအစာကျွေးသလိုနာကိုလည်းအစာကျွေးပါနာကိုဘယ်လိုအစာကျွေးမလဲဥဒ္ဒုကောင်းမှုများများလို့ပါကောင်းတဲ့အာယုံနဲ့များများထိတွေ့ပါအဲ့ဒီနာကိုအဲ့ဒီလိုအစာကျွေးခြင်းဖြင့်ဦးဇင်းတော်တကယ်ခိုင်မာလာမယ် ခိုင်ပါလို့ရှိရင်အခုလိုကြုံလို့ရှိရင်လည်းဘာမှမတုံ့လို့ဘူးအဲ့လိုပြောလို့ဥစဉ်ကစိတ်တက်ခိုင်မှသလားသူဥစဉ်လည်းမခိုင်ပါဘူးဥစဉ်ကခုစိတ်မကောင်းဘူးကိုယ်လည်းမကြုံရပြင်မဲ့လေအုံမဥစဉ်နေတာကစာချက်တယ်အရင်စာဖတ်တယ်ဒါဥစဉ်တနေ့တည်းလေပတ်မှုပဲဒီနေ့ဥစဉ်စာမပြတ်နိုင်ဘူးဟိုသွားလိုက်ဒီသွားလိုက်ဟိုလာလိုက်ဒီလာလိုက်ဟိုထိုင်လိုက်ဒီထိုင်လိုက်ငေါင်းတော်ကြီးဖြစ်နေရ ်ဦးဇင်းကအဲ့လိုဖြစ်လို့ရှိရင်ခုတကယ်ငလင်ဘေးကိုကြုံတွေ့ရတဲ့လူဆိုရှင်ဘယ်လိုခံစားရမလဲတော့ဦးဇင်းကိုကျင်းစားနိုင်ပါလားဒါကြောင့်ကုသိုလ်ကောင်းမှုများများလုပ်ပါဖျားကြလုပ်ပါအေးလားသူများကြောင့်လို့လက်ရောက်ပြီးတော့ရန်တန်းကတွေမဆော်ကားမှနဲ့သူတို့ကရန်တန်းကတပါးဟုတ်ပဲဆော်ကားတာတိုးတော့တန်ကားဆိုအဖွဲ့စည်းဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီစပါးကိုစော်ကားလိုက်လို့ရှိရင်ကျန်တဲ့အဝိယတန်ခါတွေပါကုန်နော်ဒါကြောင့်ခုံးကြီးတွေမကောင်းဘူးဆိုရင်မကောင်းဘူးဆိုတဲ့အကြောင်းကိုခုံးကြီးကိုရှင်းပြပါဝေဖန်ပါခုံးကြီးဝေဖန်လို့ရတယ်စော်ကားလို့မရဘူးဦးသိမကောင်းလို့ရှိရင်ဦးသိကိုဝေဖန်ဦးသိလက်ခံတယ်နော်ဒါကြောင့်ကုသိုလ်ကောင်းမှုမပြလို့ပါရန်တန်းကကိုမစော်ကားပါနဲ့တော့ ဥသိမ်းဗျာတဲ့တမထပေါ့ကြည့်နေသောတာပန်တည်သူဘသူကပိုမြင့်ပါတယ်ဗျာတဲ့တမထကဘယ်တော့ထိပဲတန်လျာရသူကပုရိသေနယ်ပဲအသိမ်းမှာပဲရှိပါတယ်သောတာပန်ကကျတော့အရိယနယ်ပဲဖြစ်သည့်အတွက်ကြောင့်သောတာမဘုရားပိုမြင့်ပါတယ်တမထပုဂ္ဂိုလ်ကကျတော့သူကကဘာပေါင်းမြင့်များဆိုတာအသက်ရှိပေမဲ့သူမှအဲ့ဒီဇံကုန်လို့ရှိရင်သူက ပြန်သေးဦးမှာပါနော်ပြီးတော့သူရဲ့ခရီးကလည်းမမြဲပါဘူးဥဒ္ဒေဖြစ်တဲ့အတွက်ကြောင့်ခရီးမမြဲပါဘူးဒီတောတာမှာပုဂ္ဂိုလ်ကကြတော့သူ့မှာအလွန်တုံးခဏပွားပဲရှိတော့တယ်သူကပြီးတော့ခရီးတယ်မြဲတယ်အပေလေးပါလည်းမကြတော့ဘူးဒါကြောင့်တောတာမှာပုဂ္ဂိုလ်ကပုံမြတ်ပါတယ်နော် အင်းတဲ့မြင်းမြူတာတကယ်ရှိပါသလားတဲ့အဲဥဒင်းရဲ့မျိုးလုံးထဲမှာတော့မြင်းမြူတာကိုတကယ်မမြင်ဘူးပါဘူးတို့တော့ဗုဒ္ဓဆာပေးမှာဆိုလို့ရှိရင်တော့တကယ်ရှိပါတယ်နော်မြေပားကြောင့်မြူတာလည်းပြီးရင်မြင်းမြူတဲ့ပုဂ္ဂိုလ်9ယောက်ရှိပါတယ်သူကကြတော့နမကြီးအရှင်ဒေဝဒတ်သူရဲ့အဖေတုပ်ပဗုဒ္ဓစိန်သမာနာနော်ပြီးရင်နန္ဒကဘလူနန္ဒလူလင်ပေါ့9ယောက်ရှိတယ် ူတို့ကဘာကြောင့်မြင်မြင်တည်းဆိုလို့ရှိရင်အရှင်ဒေဝတ္တနဲ့သူ့အဖေသူ့ရဲ့ခမဲတော်တောဘဗုဒ္ဓကရတော့မြတ်စွာဘုရားကိုစော်ကားလို့ပေါ့သူ့ဖေရကရတော့မြတ်စွာဘုရားတွားမဲ့လမ်းကိုသွန်ခံမဲ့လမ်းမှာပိတ်တာပြီးနန္ဒကဘလူကကျတော့ရှင်သာရိပုတ္တရာခေါင်းကိုတွားကြိုက်လိုက်တယ်သင်္သမာနကလည်းမြတ်စွာဘုရားကိုသွတ်သွဲလို့နန္ဒနန္ဒကလူကကျတော့ဥပ္ပလုံဝင်ထေရီမကိုမရင်းကျင်လို့ပေါ့ တို့ကအဲ့ဒီမကောင်းမှုကြောင့်မြင်ရတာဖြစ်ပါတယ်။ဟုတ်ပြီ။ဒါဆိုလို့ရှိရင်အခုခေတ်လူပုဂ္ဂိုလ်တွေကကိုယ့်ရဲ့မိဘတွေကိုစော်ကားတယ်၊ထိုးတယ်၊ကြိတ်တယ်ပေါ့။ဒါဆိုဘာကြောင့်မမြူတာလဲလို့မေးမယ်ဆိုလို့ရှိရင်မေးသက်ရှိပါတယ်။အဲ့ဒါကအဖြေကဘယ်လိုလဲဆိုလို့ရှိရင်မေတ္တာပြကအရှင်ဒီဘရက်ကိုရိုက်ပြေးတယ်။နောက်ခွန်းနေလို့ရှိရင်သူမြင်မြင်လိုက်မယ်ပေါ့။အဲ့ဒါနဲ့နောက်မြင်မြင်တာပေါ့လေ။မြင်တော့ခါမှာအဲ့ဒါပြဘာကြောင့်ဒီလိုပြောတာလဲပေါ့။ ငါမှာတဲ့အဲ့ဒီဒေဝရတ်ကိုကြည့်တဲ့အခါမှာသူ့မှာကုသိုလ်ကောင်းမှုမြေမုံတော့မရှိတော့ဘူးတဲ့ဟမ်အကယ်တည်းဒီမှာလေအဲ့ဒီကုသိုလ်ကောင်းမှုလေးမြေမုံတော့ရှိမှန်းဆိုလို့ရှိရင်အပေါက်ရမှာရှိမှန်းဆိုလို့ရှိရင်ငါတီလို့မပြောဘူးတဲ့အဲ့မှာနားလဲရဥပမာပြရဘယ်လိုပြောလဲဆိုရှင်လူတယောက်ကပေါ့မတင်သွင်းနေပြကြပါလေအပေါ်ကလူကသူ့ကိုကယ်မယ်ဆိုလို့ရှိရင်အဲ့ဒီ600 600နေရာရှိမှန်းဆိုရှင်သူ့ကိုကယ်လို့ရရဲ့ သူ့မှာအဲ့လက်ထောက်ကြမရှိတော့မတင်နေပေးကြတဲ့အခါကျတော့သူ့ကိုအပေါ်သူကကယ်လို့မရဘူးသူတဲ့အဲ့ဒီဥပမာနဲ့မြတ်စွာဘုရားကသူ့ကိုနားလဲရောရှင်းပြတယ်အခုကလူတွေဘာကြောင့်ဟိုမြေမြေတားလဲဆိုလို့ရှိရင်သူတို့မှာကုသိုလ်ကောင်းမှုလုပ်ထားတာလေးပေါ့ဖြူတင်တဲ့အရာလေးတွေအနည်းငယ်ရှိသေးလို့ပဲဖြစ်ပါတယ်